ကချင်ပြည်နယ်ဗမော်မြို့ရှိစစ်လက်နက်တပ်ရင်း6လေးတင်းနဲ့သုံးမှန်ကြီးရွာရှိစစ်တပ်စခန်းဘေးကကာကင်းစခန်းတစ်ခုကို KIA ကချင်လွန်လိုက်တက်မှတ်လို့နဲ့မဟာမိတ်တွေကသိပ်ပက်လိုက်တယ်လို့ The 74 Media ကဖော်ပြပါတယ်။စက်တင်ဘာ30မှာသိလိုက်တာဖြစ်ပြီးတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ခါလရ48ခွန်ဘက်မှာလည်းတိုက်ပွဲဖြစ်နေတယ်။လက်လက်ခရိုင်လက်ချိုသိမိတယ်လို့ KIA အရာရှိတွေကိုကိုကားဖော်ပြပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းအရေးကြီးနေရာတချို့ကို KIA ဘက်ကလက်လွှတ်လိုက်ရပြီးတဲ့နောက် အခုကာကင်စခန်းအချုပ်ကိုပြန်သိနေတာဖြစ်ပါတယ်တချို့တည်းမှာပဲလန်ဆယ်ဝိုင်းမော်နဲ့ဖာကန်မျိုးနွယ်တွေဘက်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဖော်ပြထားပါတယ်မကွေတိုင်းကဖဲမျိုးနယ်အမ်ဘဒန်လမ်းပေါ်ရှိနိုင်ရကန်လေကြောင်းရံကာကွယ်ရေးစခန်းကိုအရခတ်တော်အေးနဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်လာနေတယ်လို့ယူဆပြီးစခန်းဝန်းကျင်ကိုစစ်တပ်ကလေရင်နဲ့ဆက်တိုက်ဗိုလ်ကျဲနေတယ်လို့နေရီစရာကဖော်ပြပါတယ် အော်တိုဘတ်တရနေ့မှာဝိုင်တွဲဝိုင်အေးနဲ့ဂျက်ဗန်တာသုံးစီကတနေ့ကိုဆက်တိုက်ဘူးကျင်းနေတယ်လို့စစ်ဖက်သတင်းရပ်ွက်တွေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင် နိုင်ရကန်ရဲ့အဓိကကာကင်းစခန်းတစ်ခုဖြစ်တဲ့ဂိုကြီးစခန်းနဲ့အရေးကြီးနေရာတွေကိုအေအေကသိပ်ပယ်လိုက်ပြီးတဲ့နောက် နိုင်ရကန်ကိုဆက်တိုက်ထိုးစစ်ဆင်မဲ့ဆိုတဲ့စိုးရိမ်မှုနဲ့စစ်တပ်ဘက်ကအခုလိုကြိုတင်ဘူးကျင်းနေတာလို့ဖော်ပြထားပါတယ်။နိုင်ငံစခန်းတိုက်ပွဲကနေထွက်ပြေးလာတဲ့ တမကုကုနဲ့စစ်စင်ကုကမှုထဏချုပ်စက်ခွန်ကစစ်သား28ဦးကိုလက်ရဖမ်းမိထားပြီးကောင်းမွန်စွာကြွေမွေးဆော့ရှော့ထားတယ်လို့လူတို့တွန်လိုင်းမဟာမိတ်အင်အားစု PIA မကွေးကသတင်းထုတ်ပြန်ပါတယ်ဒီစစ်သားတွေဟာအတမစစ်မှုထမ်းဥပဒေရပေါ်တာဆွဲခံရပြီးတထဲရောက်သောသူတွေဖြစ်ပြီးအပတ်စဉ်9နဲ့အပတ်စဉ်17ကစစ်သည်နာစင်စစ်သားသေးတွေဖြစ်တယ်လို့ဆိုပါတယ်နိုင်ငံလေကျန်းရံကကွေးစခန်းကြီးမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကစစ်သားတွေလည်းဆက်တိုက်ထွက်ပြေးနေတယ်လို့ဖော်ပြထားပါတယ်စကန်နယ်ကပ်ပလူမြို့နယ်ဥတော်ရွာပြူစကန်ကိုတောင်လိုင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရမှာပြူနှစ်ဦးသေ6ဦးကိုလည်းရဖမ်းမိတနက်ခွန်လည်းရရှိတယ်လို့ AUG ရဲ့ PPTV ကဖော်ပြပါတယ်အော်တိုဘတ်၁ရက်ညဆန်နိုင်ခမှာဝင်တိုက်လာဖြစ်ပြီးသိမိလက်လက်တွေကတော့ G3 သုတ်လက်ကာပိုင်နှစ်လက်ပြောင်းချောနှစ်လက်နဲ့ခရရတွေဖြစ်တာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ် ီတက်ခဲမှုကိုကပ်ပလူခရဲ့ပကဖလှုပ်ရှားတိုင်ရင်ကပ်ပလူခရဲ့အမှန်သိုး PDF တိုင်ရင်နဲ့နမေခံ ပကဖတွေပူပေါင်းဆွေးရတာလို့ဖော်ပြထားပါတယ်မော်ပီနယ်ရေးမြင့်နယ်ပဲစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတန်းနဲ့ဒီမိုကရေစီကျုပ်ပြကရစ်တမတော် DKB ပူတွဲစစ်ကြောင်းကိုရေးဘလူးဖွဲ့ကဂျက်ဖြတ်တက်ရမှာစစ်တမ်းနဲ့ DKB ဖက်ကလက်ဦးသိဆိုးတယ်လို့လောလောဆယ်မော်တရင်ရေးစီကဖော်ပြပါတယ် အော်တိုဘတ်တရက်နေ့မှာအင်အား40ကျော်ပါတဲ့အဲ့ဒီစစ်ကြောင်းရေးမြွနယ်အာယူရောင်ယူဟာဝါဂျော်နီရောက်လာစဉ်တက်ခတ်တယ်လို့ဆိုပါတယ်စစ်ကောင်စီတန်းတဲ့ DKB ပူတွဲစစ်ကြောင်းတွေဟာအမှားရှိပြီးတော်စုလက်မကြီးရေးမြွနယ်အရှိပန်းရွာတွေဖြစ်တဲ့ရွာသစ်တောင်စွန်းဝရဟန်ကြီးရွာတွေဖက်ထိုးဝင်လာလေရှိတာကြောင့်ဒေသခံရောဘတ်ချန်သမားတွေကြောက်လန့်ထွက်ပြေးနေတယ်လို့ဖော်ပြထားပါတယ် တနင်္သာရီတက်ပလော့မြို့နယ်ပလာမြို့ရှိမင်းမြင့်ရွာကိုစစ်လင်ရွာဗိုလ်ကျဲတဲ့ပြင်ပွဲဖွဲ့ဆက်တလန်းနဲ့ပါပြစ်ခတ်သွားတဲ့အတွက်ဒေသခံတွေကြောက်လန့်ပြီးထွက်ပြေးနေကြတယ်လို့ဒဝဲဝက်ရှ်ကပေါ်ပြပါတယ်။အော်တိုဘတ်၂ရက်နေ့လယ်ပိုင်းမှာ Jet Fighter ကဗိုလ်နှလုံးကျဲပြီးဆက်တလန်းနဲ့ပါ ပြစ်သွားတာလို့မြစ်ခရင်တိုင်းရစ်တတောင်ဝန်ရှိသူတွေကပြောပါတယ်။ပလာမြို့နယ်မင်းမြင့်ရွာပါဝင်အနီးဝန်းကျင်ကကြီးရွာတွေမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲဖြစ်နေတာနှစ်လကျော်အထိရှိလာနေပြီလို့သိရပါတယ်။ မနေ့ကတော့တိုက်ပွဲညနေချင်းမှာလီရင်ကဘိုးလာကျက်သွားတာလို့ဒေသခံတွေကပြောပါတယ်။ဘိုးကျက်ပြီးနောက်မှာတော့မြေပြင်စစ်ကြောင်းထိုးဝင်လာတဲ့အတွက်တိုက်ပွဲပြန့်ဖြစ်နေတယ်။ဒီဒေသတွင်းမှာစစ်မှုထမ်းတပ်သားတွေကိုအတင်းအာဓမသင်တန်းပေးနေတဲ့တမတော်တပ်မြေလက်ကျေးသင်တန်းကျောင်းတကကစနေရှိနေတဲ့အတွက်အခုလိုတိုက်ပွဲဆက်တိုက်ဖြစ်နေတာလို့ပေါ်ပြထားပါတယ်ခင်ဗျာ။